ိတ်လာပါတခါမှတက်တယ်မခံဘူးပါဘူးဒါကျမပွားမှာဒါပထမဆုံးတက်တယ်ပြန်နေမှာဘယ်နေ့စပြောရမလဲဆိုတော့ကျမကဗုဒ္ဓဘာသာဆစ်စပါအဖေလည်းဗုဒ္ဓဘာသာအမေလည်းဗုဒ္ဓဘာသာပါကျမဗုဒ္ဓဘာသာဖြစ်နေတဲ့အချိန်မှာပဲကျမပတိရိပါစိတ်တဲ့အငြင်းဖျားပြားကိုင်းဆိုင်နေတယ်ပေါ့နော်ကျမအိုင်အားသလိုတရားထိုင်နေတယ် ။နောက်ပြီးလို့ရှိရင်ကျွန်မအမြဲတမ်းငိမ့်ချမ်းခြင်းကိုရှာရယ်။တရားထိုင်နေ။ပြီးတော့ဟိုကျွန်မမှလည်းမိတ်ဆွေတငယ်ချင်းတွေရှိရယ်။သူတို့ညီနဲ့လည်းကျွန်မသွားရယ်လာရယ်အဲ့လိုမျိုးတွေရှိပါရယ်။ကျွန်မမိတ်ဆွေတငယ်ချင်းတွေကိုဘာလို့ပြောလဲဆိုတော့ကျွန်မမိတ်ဆွေတငယ်ချင်းတွေမှာခရစ်ယာန်တွေလည်းအများကြီးပါပါရယ်။သူတို့ညကျမသွားတဲ့ချိန်မှာကျမကိုသူတို့ညဘာပြောလဲဆိုတော့သူတို့မှာအသက်ရှင်တဲ့ဖရာရှိရယ်ပေါ့နော်ကျမကပြောတယ်ပြီးသားလို့ရှင့် တို့နဲ့တကယ်လာပြီးတော့ထိတွေ့တယ်စကားပြောတယ်ပြီးတော့တတ်သိပြီးတယ်ဆိုပြီးတော့ကျမတို့ပြောပါတယ်ကျမအမှန်တမ်းပြောလို့ရှိရင်စပြောတော့ကျမမယုံဘူးတို့စိတ်ထင်တာနေမှာပါဗောနော်ကျမအဲ့လိုထင်တယ်ဘာလို့ဆိုဖခင်ကစကားလာပြောတာတို့ဖခင်ကအဲ့လိုမျိုးထိတွေ့လို့ရတယ်ဆိုတော့ကျမလောကမယုံပါဘူးအဲ့နဲ့နောက်ပိုင်းကျကျမကတို့တွေနဲ့ပေါင်းပြီးတော့တို့ဆရာကျမမှာတငငင်းတရားတငငင်းလို့လို့အမလို့ခင်ရတဲ့မကျူးစွာရှိပါတယ်မကျူးတဲ့ချေဗောနော်သူက ူကိုကျမကဘာတွေ့လဲဆိုတော့ तू ကအရင်က तू ကလည်းဗုဒ္ဓဘာသာပါပဲဒါပေမဲ့ तू ဗုဒ္ဓဘာသာနေပြီးတော့ तू ခရစ်ယာန်ကိုပြောင်းသွားတဲ့အချိန်မှာသူရဲ့ဘဝအရှင်ဘဝနဲ့ဘာမှမဆိုင်တော့အရန်ကိုငင်းချမ်းချင်းနေခွန်အားရေနောက်ပြီးလို့ရှင်သူနဲ့နေတဲ့အချိန်မှာလည်းသူရဲ့အဲ့လိုမျိုးစိတ်ချမ်းမြေ့စရာတွေကကျမစီကူးလာတယ်ပြတော့တို့မိသားစုကြည့်တဲ့အချိန်မှာအရင်အီးချမ်းတယ်ပေါ့နော်အဲ့ဘာလို့ကျမကြည့်ပြီးတော့ကျမလိုချင်မိရယ် လိုချင်ပြီးတော့ကျမသူ့မိတယ်ဘာဖြစ်လို့ဘုရားဘာတော်ပြောင်းမဘုရားဘာကနေပြီးတော့ခရစ်ယာန်ကိုပြောင်းလာလဲဆိုတော့သူ့ဖះနဲ့တွေ့ရတယ်ဖះကသူ့ကိုဒီဟာကြီးအကောလောကောင်းကြီးပေးတယ်သူခံစားရတယ်ဗောနော်အဲ့ဆိုတော့ကျမအဲ့ဒီမြင်မျိုးကျမလည်းလိုချင်တယ်လိုချင်တယ်ဆိုတာကျမလည်းဖះကိုတွေ့ချင်တယ်ဗောနော်အဲ့လိုမျိုးစိတ်ကြီးဖြစ်တယ်ဒါပေမဲ့ကျမတေးခံရတဲ့ခုရှိရင်ကျမဘုရားဘာကျမလုံးဝမပြောင်းဘူးဘုရားဘာပဲဗောနော်ဒါပေမဲ့ကျမဖះတော့တွေ့ချင်တယ် အဲ့ကျမဟိုမကြမကြမကြဆိုလို့ပေါ့လားသူ့မှာတားလေးတယောက်ရှိတော့ကျမသွားလဲတယ်သူတို့အနေနဲ့အငြင်းတွေးဖြစ်တယ်ပြီးတော့ခရစ်ယာန်အတိုင်းဝိုင်းနဲ့လည်းကျမခင်သွားတယ်ပြီးတော့ဖျားကြောင်းတွေပါရင်ကျမဟိုအဲ့လိုမျိုးဖျားကြောင်းတက်ရမယ့်ချိန်လည်းကျမမသိဘူးခါကြရရရောက်ရရောက်သွားတယ်သူတို့နဲ့သွားပြီးတော့ level series ပါရင်တစ်ခါသွားတယ်နားထောင်တယ်ပေါ့နော်ကျမလည်းကျမယူကျမဟန်လည်းလေးလာကြည့်ရယ်လေးလာကြည့်ရဲ့အချိန်မှာတနည်းကျကျမဘာဖြစ်သွားလဲဆိုတော့ကျမစိတ်ထဲမှာဖျားအသက်ရှင်နေဖျားလို့နော်အဲ့တော့ကျမအရန်တွေးချင်တယ် ရဲသွေးချင်တဲ့အချိန်မှာကျွန်မကျွန်မပြောလိုက်တယ်မချူမချူလို့တမီးလို့အရှင်လည်းဖေဟာသွေးချင်တယ်ဆိုတော့အမမချူရဲ့အမျိုးသားဥွေထွန်းဥွေထွန်းကလည်းပြောတယ်တမီးရဲ့အဆူဆူတောင်းကြီးရဲ့တမီးကဘုံသားပါတာလို့တမီးဆူတောင်းလို့ရှိရင်ဟောလာတွေ့မှာလားဗောနော်အာသွားပြောတယ်ခရစ်ယာန်ပဲဖြစ်ဖြစ်ဘုံသားပါတာဖြစ်ဖြစ်ဖေဟာတဲ့အားလုံးချစ်တယ်တဲ့တမီးတောင်းကြီးပါလားဆိုတော့တမီး တောင်းတော့တောင်းကြည့်မယ်ပေါ့နော်သမီးတိတ်တော့ဟိုမဖြစ်နိုင်ဘူးလားပေါ့နော်ဒါပေမဲ့တောင်းကြည့်လဲသမီးအတွက်အကျိုးရှိမှာပါလေပေါ့နော်အကျိုးမရောက်ပါဘူးပေါ့နော်အဲ့လည်းကျမနေ့တိုင်းဆုတောင်းကြည့်ရယ်ဆုတောင်းတဲ့သူလို့ဆုတောင်းတာပေါ့နော်မျိုးလုံးမဲ့ပြီးတော့ယေရှုကိုပဲကျမတည်ရလဲအော်ယေရှုဖခင်ကျမကိုတကယ်ပေါ့နော်ယေရှုဖခင်အသက်ရှင်နေဆိုရင်ကျမကိုလာပြီးတော့စကားပြောပါကျမကိုလာပြီးတော့ထိတွေ့ပါပေါ့နော်ကျမအရင်မြင်ချင်ပါရဲ့အသက်ရှင်နေဖခင်ကိုကျမလိုချင်ပါရဲ့ဆိုပြီးတော့ကျမ နေတိုင်းစူတောင်းတယ်စူတောင်းမိမဲ့လေကျွန်မလုံးဝမပြည့်ဘူးတနေ့ကျတော့ဆရာဆန်တို့နဲ့ကျွန်မဆရာဆန်တို့ကအဲ့မှာရန်ကုန်ရောက်နေတာရန်ကုန် International Hotel မှာရန်ကုန် Hotel မှာဗောနော်ရှင်မရရန်ကုန် Hotel မှာအမမကျူးတို့ကစုံပြီးတော့ဆရာဆန်တို့ကိုလာပြီးတော့ဟိုဗောနော်ဟိုချင်းမြောက်ပေးပါလာပြီးတော့ဟိုတရားဟောပေးပါဆိုပြီးတော့ဖိတ်ပါတယ်အဲ့ဒီမှာကျွန်မလည်းတက်တိုက်ဆိုင်ရောက်သွားပါတယ်အဲ့ကိုရောက်သွားတော့အားလုံး သက်သေခန္ဓာရောကြားပြီးတော့လေကျမစိတ်ထဲမှာပေါ့နော်တက်ရှင်တဲ့ဘုရားတကယ်ရှိရဲဆိုတာဖြစ်နိုင်တယ်ပေါ့နော်ကျမအဲ့လိုမျိုးယုံကြည်စိတ်လေးဖြစ်မိရဲ့အဲ့နဲ့အားလုံးကြားဆန်းလို့ခေါ်ပြောပြီးတဲ့အချိန်မှာကျမဆရာကိုပြောတယ်ဆရာမကြူအပ်သင့်ပြောခန္ဓာပေါ့နော်ဆရာလို့တမီးဆုတောင်းထားရလို့အသက်ရှင်တဲ့ဘုရားကိုတွေ့ချင်တယ်ပေါ့နော်ဆုတောင်းထားရဆိုတော့ဆရာလို့တမီးကိုလည်းဆုတောင်းပေးပေါ့နော်တမီးခုချိန်ကြီးမတွေ့ရသေးဘူးဆိုပြီးတော့အဲ့ဒီမှာဆရာတမီးကိုဆုတောင်းပေးတယ်ဆုတောင်းပြီးတော့အနေအဲ့အောက်မှာပဲ ်ဟိုကတမလို့တွေဘာလဲဆိုတော့စံပြုတ်တွေစားကြစကားပြောကြပါတော့အချိန်မှာအမမမေရီကမမေရီနဲ့လက်တွေ့တယ်မမေရီကိုဘယ်လိုသိရလဲဆိုတော့ပြီးခဲ့တဲ့နှစ်ကောင်က GMYC ကညီမချစ်မိုင်သွားတယ်ဆိုတော့ညီမချစ်မိုင်ကိုလဲခြင်းနဲ့ပြီးတော့ဟိုဘတ်ကျူးလူနဲ့လည်းခင်တော့လीကိုကလည်းအော်ဖရာဟိုဒီခရစ်ယာန်ဟောပြောပွဲကိုအလောက်ကြီးရောခေါင်းထဲမှာရှိဘူးပေါ့နော်အမှန်တမ်းပြောရင်ဒါပေမဲ့သွားတော့လိလာမယ်လဲလဲလဲခြင်းနဲ့ဆိုတော့စိတ်နဲ့သွားခဲ့တာပေါ့နော် အဲအမမနခင်ခဲ့တယ်ခင်ခဲ့ဆိုတာလဲဒီကိရိုးရိုးပဲဒီကိမဲဟိုဘာလဲမိတ်ဆက်ပေးတယ်တိတယ်အဲ့လောက်ပဲပေါ့နော်ဟိုလိုရင်းရင်းနီးလည်းမဟုတ်ဘူးအဲ့တော့နောက်နေ့ကျတော့အမမုံသွားစားကြမယ်ခွန်ညာနဲ့ပြောရဲသူတို့လိုက်ခဲ့တော့ညာဆိုသူမြေပါသွားပါပေါ့နော်ပါသွားတော့အမနဲ့တွေ့တဲ့အချိန်မှာအမသမီးဘာပြောလဲဆိုတော့ ဒီတာချီလိုက်မှာတဲ့ဟောပြောပွဲရှိရဲ့တမီးလိုက်ခဲ့ပါလားလို့ပြောချင်မှာတမီးလုံးဝမငင်ဘူးတိလားဘယ်သူဟောမှလဲဆရာဆန်းလုံးဟောမှဆိုတမီးလိုက်မယ်ဆိုပြီးတော့ချက်ချင်းပြောလိုက်တယ်ဒါပေမဲ့ကိုယ့်ကိုယ်လည်းအက်အော်တယ်ဘာဖြစ်လို့ငါလိုက်မယ်ဆိုပြီးပြောလိုက်တာလဲပေါ့နော်ပြဿနာတော့ကိုယ့်ကိုယ်တကယ်အက်အော်တာပါ ဟိုဘယ်သူတွေပါလဲဆိုတော့ဘယ်သူမှလည်းမပါအောင်မချိုးလို့လည်းမပါကျွန်မနဲ့တည့်ရလူလည်းမပါအမမမေဆိုတာကျွန်မနဲ့နှခါပဲစုံမှုတာပါစုံမှုလဲဆိုတာဟိုလူကြီးအရင်ရင်းနှီးပြီးတော့မိတ်ဆွေအမားစီအောင်လို့အဲ့လိုစုံမှုလို့ကျွန်မလိုက်ခဲ့တယ်ဆိုလဲဒါတမျိုးပေါ့နော်အဲ့လိုနှခါတော့ပဲစုံမှုရဲ့အချိန်မှာကျွန်မစိတ်ထဲမှာမသိဘူးဒီပွဲကိုလာရင်ကျွန်မဘုရားသခင်နဲ့များတွေ့မြန်လားဒါမှမဟုတ်တစ်ခုခုပေါ့နော်ကျွန်မရမယ်လို့ကျွန်မစိတ်ထဲမှာထင်နေအဲ့ဒါကျွန်မ လာမလာမလာခင်တရက်တော့ကျမစဉ်းစားမိရတကယ်လို့ကျမဖျားနဲ့တွေ့ခဲ့ရင်ကကျမဒီဘုရားဘာသာကိုဆွလွတ်နိုင်လားဗောနော်အဲ့လိုမျိုးတွေကအစကျမရှောက်စဉ်းစားနေရသီးလားစိတ်ထဲမှာဗောနော်တကယ်တွေ့မယ်လို့လည်းယုံကြည်နေရအဲ့နဲ့မလာခင်တရက်မှာကျမဖျားရယ်နေမကောင်းဖြစ်တယ်ဒါမဲ့လည်းဩဘာဖြစ်ဖြစ်ငါရအောင်သွားမယ်အမကလည်းလင်းလည်းမက်ဒစီစင်နာပြရယ်ဘာညာဆိုတော့ကျမဩလို့ကျမရအောင်သွားမယ်ဆိုရင်စိတ်နဲ့ကျမရောက်လာတယ်ရောက်လာတော့ဆရာဆန်တော်နဲ့ မမရောက်ပုံမနဲ့ပြန်လို့မျိုးဟောပြောပွဲမလုပ်ခင်ပေါ့နော်ညာထင်တော့မှဆုံးတော့ဆရာနဲ့စကားပြောဖြစ်တယ်ပြောဖြစ်တဲ့အချိန်မှာဆရာက "तू ပြောတယ် तू ကဟိန္ဒူဗုဒ္ဓဘာသာပါနော်အဲ့ကနေပြီးတော့ခရစ်ယာန်ဖြစ်လာတယ်ဆိုပြီးတော့ကျမကိုပြောတယ်ပြောတဲ့အချိန်မှာကျမက "तू အရင်မေးချင်ခဲ့တာပေါ့နော်အဲ့တော့လူတွေကလည်းအများကြီးဆိုကျမမေးခွင့်မရခဲ့ဘူးဆရာဘုဒ္ဓဘာသာနဲ့ဘလို့ဟိန္ဒူဖြစ်တော့ပါဘုဒ္ဓဘာသာနဲ့ဘလို့ပြီးတော့ခရစ်ယာန်ပြောင်းသွားလဲပေါ့နော်ကျမတီးချင်တယ်မေးခွန်းလေးပေါ့နော်အဲ့ဒါကျမစိတ်ထဲမှာပဲထားလိုက်တယ်ပြီးတော့နောက်ဘာတီးချင်လဲဆိုတော့ကျမ ဖရားတွေပေါ့နော်ဖရားတွေဘာလို့အများကြီး꽌နေရလဲဘယ်နည်းဆရာရှင်များလဲဟာလေအဲ့ဒါကိုလည်းကျွန်မသိချင်တယ်ဒါပေမဲ့အဲ့ဒါကိုလည်းကျွန်မစိတ်ထဲမှာပဲထားရတယ်ဒါပေမဲ့နောက်တည့်ရတဲ့နေ့ရောကျွန်မကြီးအခန်းထဲကိုရောက်လာတဲ့အချိန်မှာဆရာပြောသွားတဲ့ဟာတွေအကုန်လုံးကကျွန်မစက်သိမ်းထောင်ထားတယ်ကျွန်မသိချင်တဲ့ဟာတွေအကုန်လုံးဖြစ်နေတယ်အဲ့မဲ့အဲ့ဒါကြီးကတော့ကျွန်မဆရာမပြောခဲ့ဘူးကျွန်မစိတ်ထဲမှာပဲထားခဲ့ရတဲ့ဟာပေါ့နော်နောက်ဆုံးနောက်တစ်ခုကပါလဲဆိုတော့အဲ့ဒီပြန်သွားတော့အဲ့ဒီညမှာကျွန်မ ဂျူဂျူမှာတဲ့ဆရာတင်ထားတဲ့ဟာရှိရဲဆိုတော့ကျွန်မအဲ့ဒီမှာကျွန်မရွေးပြီးတော့ကျွန်မ YouTube မှာရှောက်ကြည့်ရဆရာဆန်ဒိုးဆိုပြီးတော့ YouTube မှာကျွန်မနှိမ့်လိုက်တယ်နှိမ့်လိုက်တဲ့အချိန်မှာအများကြီးပဲကြားလိုက်တက်လာတဲ့အချိန်မှာကျွန်မဘာကိုတွားကြည့်မိလဲဆိုတော့ကဲတင်စင်းနဲ့ယုံကြည်ခြင်းဆိုတဲ့ဟာပေါ့နော်အဲ့မှာဟိုဒီမှာရှိရဲညီကောင်မောင်နှမတွေဦးတော်တို့အားလုံးရှာကြည့်လို့ရပါတယ်ဟိုကဲတင်စင်းနဲ့ယုံကြည်ခြင်းဆိုတာလေအဲ့ဒါကိုလေးကြည့်ပြီးတော့နောက်တစ်ရက်ဆိုတော့ဆရာအဲ့ကဲတင်စင်းနဲ့ယုံကြည်ခြင်းအကြောင်းပဲထပ်ပြီးတော့ဟောတယ် ဲ့တော့ကျမစိတ်ထဲမှာဘောနော်ဟာဒါတော်ရုံနေုံတိုက်ဆိုင်မှုမဖြစ်နိုင်ဘူးငါ့ကိုဖျားများစကားပြောနေရလားဘာမှမဟုတ်တခုခုဘောနော်ဘာညာရစီချင်းလို့လဲဆိုတော့ကျမအဲ့မှာနားဟောင်းနေကနေနေယုံကြည်ခြင်းပြောပြီးတော့ကျမဟိုဆရာဒီနောက်မှာလေလဝါကတိုင်မှာယေရှုအားအလုံးအတွက်အသက်ပေးခဲ့တဲ့ဟာကြီးပြောနေနေကျမတို့ဆုတောင်းနေတဲ့ချိန်မှာကျမအမျက်လုံးမိတ်ပြီးတော့ကျမဆုတောင်းနေဟောဟိုဟာဘောနော်ရှင်ဖျားဘောနော်ရှင်ဖျားတခင်ဘောနော်ကျမတို့တကယ် အခုချိန်ဒီကိုရအောင်ပို့လာရဲဆိုတာလေလို့ဖះမှရွေချက်များရှိမလားဒါမှမဟုတ်ကျွန်တော်ဆန်းသွွားနေလို့အဲ့လိုမျိုးဟောမဖြစ်ပါနဲ့လို့အမြန်ဆုံးကျွန်တော်တီးထွက်ခွင့်ပြုပါကျွန်တော်စကားလာပြောပါဆိုရင်ကျွန်တော်မျိုးလုံးမဲ့ပြီးကျွန်တော်ဆူတောင်းနေဆူတောင်းမဲ့ဆရာဆန်လို့ပြောတဲ့စကားတွေလည်းကျွန်တော်မကြားတော့ဘူးအဲ့ဒီမှာမဖြစ်ပါလေဆိုလူကအဲ့မှာရှိနေတယ်။ဒါပေမဲ့ကျွန်မစိတ်လားဝိညာဉ်လားဘာလားတော့ကျွန်မလည်းမသိဘူး။အဲ့ဒါဘယ်ကိုရောက်သွားလဲဆိုတော့ခူကြီးတစ်ခုလည်းကျွန်မရောက်သွားတယ်။အဲ့ခူကြီးရဲ့မှာ ဟိုစုပ်ပြက်နေတဲ့ခူကြီးမဟုတ်အရန်ဟိုမှာဘယ်လိုပြောမလဲဆိုတော့ငိန်ချမ်းပြီးတော့စီးစိမ်ချမ်းသာရှိနေတဲ့ခူကြီးလို့ပဲကျွန်မမြင်တယ်ပြီးတော့မီးလင်းမီးတွေလင်းနေရဲ့အဲ့မှာဂလီပါခေါ်စော်လေးခင်းထားတယ်အဲ့ပုံမှာယေရှုကဒီလိုလေးထိုင်နေတယ်ထိုင်တဲ့အချိန်မှာကျွန်မကကောင်းဝင်အချူလေးနဲ့ပြီးတော့ဒီရုပ်ရည်ထဲနဲ့ပုံပြီးတော့ချောတယ်နောက်ပြီးလို့ရှင်အသားလေးကလည်းဖြူဖြူလေးသပင်လေးဆိုလဲဆင်းပြီးတော့အလဲခွဲလေးရှိရှိလေးပေါ့နော်အဲ့ကျွန်မဒီမျက်နှာလေးနဲ့ဒီလို ပါလီနဲ့အပ်ပြီးတော့ယေရှုရဲ့ပေါ့လေးပေါ်မှာကျွန်မထိုင်နေအဲ့လိုအိတ်ညာပါနော်အိတ်ညာဆိုတာသူစနာတော့ဂျိုးလိုက်ကျွန်တော်ဘာပြောလဲဆိုတော့တမီးရဲ့တမီးရဲ့ဟိုးမြုံမုံကနေပြီးတော့အခုချိန်ကြီးပါနော်အခုဒီတက်ရွယ်ထီဟိုးတဲ့တမီးဘာကြီးချစ်ခဲ့လဲတမီးရဲ့နာကျင်စရာတွေတမီးရဲ့ဝမ်းနည်းစရာတွေကောင်းလို့ဘောလို့သူတိပါတယ်ဆိုပြီးတော့ကျွန်မပြောတယ်ဘာမှမပြောနဲ့တော့တဲ့သွားတယ်ကျွန်မစောက်နေတာတဲ့အဲ့တော့ ဒီရှိဆက်တဲ့ဒီသမီးရှိဆက်သွားမယ်ခီးမှာတဲ့အမျိုးသူဆောင်းရှောက်မယ်ပေါ့နော်အဲ့လိုမျိုးပြောတဲ့အချိန်မှာကျမစိတ်ရမလေးကို့အဖေမိတဲ့အရင်ချစ်တဲ့ကို့အရင်ချစ်တဲ့မိသားတစ်ခုကျမခံစားရတယ်။အရင်လည်းနှွေးထွေးရဲအဲ့ဒါဘာနဲ့မှလည်းမတူဘူးကျမအလုပ်ခံစားရတယ်။ပြည့်ကျမအားရှိသွားတယ်ဘာလဲဆိုတော့အော်ရှိလျှောက် ကျွန်မအချိန်မှကျွန်မဘာလဲဘာတိဝါလဲဆိုတော့အသက်ရှင်နေဖ ያ တကယ်ရှိပါလားကျွန်မတောင်းတနေရင်ကျွန်မကစကားလာပြောပါကျွန်မလာထိပါဆိုတကယ်လေကျွန်မစပင်လေးကိုအဲ့လိုလေးပုတ်ပြီးတော့စကားလာပြောခဲ့တယ်ပြီးတော့လဝကတမန်သူအသက်ပေးခဲ့တဲ့ဟာကြီးကိုလည်းကျွန်မဘေးမှာပြရယ်ကျွန်မအဲ့မှာအကုန်လုံးကြည့်နေရအဲ့ဒီအကုန်လုံးလည်းကျွန်မမြင်ခဲ့တယ်နောက်ပြီးတော့ကျွန်မအနာကတ်တည်းကိုလည်းကျွန်မကိုပြခဲ့တယ်ပြော်အခုချိန်မှာကျမဘာဖြစ်သွားလဲဆိုတော့ကျမအားရှိသွားတယ် ယေရှုကလည်းကျမဆောင်းရှောင်းမယ်လို့ကျမပြောခဲ့တယ်။ကျမအဲ့ဒါကိုယုံကြည်တယ်။နောက်ထပ်လည်းတသက်တွေအများကြီးကျမထပ်တောင်းမှာပါ။အခုလိုမျိုးလည်းဟိုဒီမှာရှိကြတဲ့မိဘညီကောင်မောင်မတွေအားလုံးလည်းကျမလိုမျိုးတသက်ရကြပါစေလို့ဖျားခင်ကောင်းကြီးပါစေလို့ဆုတောင်းပေးပါရစေ။ဟုတ်ဟိုအခုလိုမျိုးပေါ့နော်ပြောသက်သက်လို့ပြောရတဲ့အတွက်ကျမပါရင်ခုလိုပြီးလာအားလုံးကျေးဇူးပါ